အခုဖြစ်ပေါ်သွားတဲ့မြေငလျင်နဲ့ပတ်သက်ပြီးတော့အရန်စိတ်မကောင်းဖြစ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့နှစ်ယောက်စလုံးကတော့ဆုံးဖြတ်ထားတယ်မောင်မနှစ်ယောက်စလုံးတက်ဆွမ်းသေးွေးပေါ့နော်ဟိုအားလုံးကိုကူညီမယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်ထားပါတယ်အခုလက်ရှိမှာဆိုရင်လည်းကျွန်တော်တို့ဆရာကိုတာကြီးနဲ့မင်းသားအကိုဟန်တူးဆန်ပေါ့နော်သူတို့ပူးပေါင်းပြီးတော့တိန်းတရာမာတီဘီလှူတဲ့ဒီငလျင်ဘေးမှာဆိုရင်လည်းပေါ့နော်ကျွန်တော်တို့မောင်မနှစ်ယောက်ဟိုကိုတက်တက်နိုင်တဲ့လောက်လေးပေါ့နော်ဒီအမှုပညာရှိတွေစုဆောင်ထားတာလေးတွေနဲ့ချွေးနှဲစာလေးတွေနဲ့ တို့လူတန်းဖြစ်ပါတယ်ခင်ဗျာလူကိုယ်တိုင်လည်းတွားအောင်လူတန်းဖို့ရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကဟိုအသစ်တွေဖြစ်တဲ့အတွက်အဋ္ဌပညာကျေးဆွန်ရင်လည်းကျွန်တော်တို့အများကြီးမရသေးပါဘူးမှန်တိုင်းပြောတာပါအဲ့တော့ကျွန်တော်တို့အဋ္ဌပညာကျေးအဋ္ဌပညာလုံနေနေရတဲ့အဋ္ဌပညာကျေးဆိုတာလည်းကျွန်တော်တို့ဟိုအဝတ်စားဝယ်ရတယ်တွားရတယ်လာရတယ်အဲ့ဒါနဲ့တင်ပဲကုန်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီရနေပြီးတော့နည်းနည်းလေးပိုလာပြီးဆိုအဲ့ပိုတဲ့ဥစ္စာလေးတွေကိုအကိုလိုချင်တဲ့အရာလေးတွေအတွက်ဆုထားတာဟိုဆုထားတဲ့ အရာလေးရှိရပါတော့။ဒါပေမဲ့အခုလိုမျိုးဟိုဘာမှမထင်မှတ်ထားပဲနဲ့တဘာဝဘေးအန္တရာယ်ကြုံလိုက်တဲ့အခါမှာဟိုကျွန်တော်ကိုယ်တိုင်လည်းအရန်ရှော့ဖြစ်သွားတယ်။ င်းစုဆောင်နေပြီလဲဆိုတော့မောင်နှမနှစ်ယောက်ကပေါ့နော်အခုမှဟိုတက်သစ်စာတွေဖြစ်တယ်ဒီညီမလေးဆိုဒီနေ့ရွှေဂျုံမှအနုပညာကိုစပြစ်တာပေါ့နော်စပြစ်တဲ့အခါမှာလည်းအရန်တော်တယ်လူကြီးသူမတွေကိုလည်းယူသေးတယ်အနောက်ထပ်ဆရာသမားတွေရဲ့စကားဆိုရင်လည်းသူအရန်နားထောင်တယ်အဲ့တော့ညီမလေးကအနုပညာမှာဆိုရင်လည်းသူဟိုခက်စိတ်စိတ်ပေါ့နော်ဟိုမြင်လာရတယ်ဟိုတကယ်လို့မှဆရာသမားတွေကိုလေးစားတဲ့ညီမလေးဆိုတဲ့အတွက်ပေါ့နော်အဲ့တော့မောင်နှမနှစ်ယောက်ကအနုပညာကြီးတွေအများကြီးရပြီလားဆိုတော့နည်း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 ပေါ့နော်ကျွန်တော်ကအခုမှတက်သစ်စာလူငယ်တွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့အနု ွေးပညာကြီးလေးတွေကိုအချွေတာရယ်စုဆောင်းနေအခုလက်ရှိမှာဆိုရင်လည်းနှစ်ယောက်စလုံးကလည်းเนาะဝင်ဝင်ကောင်းတဲ့သူတွေလည်းမဟုတ်ဘူးဒါပေမဲ့အမှန်တမ်းပြောရရင်ကျွန်တော်တို့အခုဖြစ်ပေါ်သွားတဲ့ မြေငလျင်နဲ့ပတ်သက်ပြီးတော့အရင်စိတ်မကောင်းဖြစ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့နှစ်ယောက်စလုံးကတော့ဆုံးဖြတ်ထားတယ်မောင်မောင်နှစ်ယောက်စလုံးတက်ဆွမ်းသေးွေးပေါ့နော်ဟိုအားလုံးကိုကူညီမယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်ထားပါတယ်အခုလက်ရှိမှာဆိုရင်လည်းကျွန်တော်တို့ဆရာကိုတာကြီးနဲ့မင်းသားအကိုဟန်တူးဆန်ပေါ့နော်တို့ပူးပေါင်းပြီးတော့တိန်းတရာမတီဗီလှူတဲ့ဒီငလျင်ဘေးမှာဆိုရင်လည်းပေါ့နော်ကျွန်တော်တို့မောင်မောင်နှစ်ယောက်ဟိုကိုတက်တက်နိုင်တဲ့လောက်လေးပေါ့နော်ဒီအနုပညာရှင်တွေစုဆောင်ထားတာလေးတွေနဲ့ချွေးနှဲစာလေးတွေနဲ့ကျွန်တော်တို့လူတန်းဖြစ်ပါတယ်ခင်ဗျာလူကိုယ်တိုင်လည်း သွားအောင်လူတောင်ဖို့ရှိပါတယ်ခင်ဗျာအခုကြီးပိုက်တစ်ပြောလို့ပဲညာအခုလူမျိုးစုဆောင်ထားတဲ့ဥပညာကြီးလေးတွေကနေပြီးပေါ့နော်ဒီဆရာကိုတာကိနဲ့ကိုကြီးဟန်ဖြူဆန်ပူပေါင်းလုပ်ထားတဲ့ဒီဒီငလျင်ဘေးတက်မှာလည်းညာတက်နိုင်ဆုံးညာတက်နိုင်တဲ့လောက်ထူသွားမယ်ပြီးတော့တခြားလူတန်းမှုတွေလည်းညာပြုလုပ်ဖို့စီစဉ်ထားပါတယ်ရှင်ဒါတော့ကျွန်တော်တို့ကဟိုအသစ်တွေဖြစ်တဲ့အတွက်အဥပညာကြီးဆိုရင်လည်းကျွန်တော်တို့အများကြီးမရသေးပါဘူးမှန်တိုင်းပြောတာပါအဲ့တော့ကျွန်တော်တို့အဥပညာကြီးအဥပညာလုပ်နေနေရတဲ့အဥပညာကြီးဆိုတာလည်းကျွန်တော်တို့ဟိုအဝတ်အစားဝယ်ရတယ်၊သွားရတယ်၊လာရတယ်အဲ့ဒါန ဲ့တင်မဲ့ကုန်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့အရာနေပြီးတော့နည်းနည်းလေးပိုလာပြီးဆိုအဲ့ပိုတဲ့ဥစ္စာလေးတို့အာကိုလိုချင်တဲ့အရာလေးတွေအတွက်စုထားတာဟိုစုထားတဲ့အရာလေးရှိရပေါ့နော်ဒါပေမဲ့အခုလိုမျိုးဟိုဘာမှမထင်မှတ်ထားပဲနဲ့တဘာဝဘေးအန္တရာယ်ကြုံလိုက်တဲ့အခါမှာဟိုကျွန်တော်ကိုယ်တိုင်လည်းအရင် short ဖြစ်သွားတယ်အဲ့ဒီဖြစ်တော့ဆိုကျွန်တော်အနှစ်တရာကျော်အစာအုပ်ကြီးထဲမှာနေပြီးတော့ကျွန်တော်ဟိုဇက်လန်တွေရိုက်နေတာရိုက်နေတော့ဒီလူတွေကရိန်းခါနေရပဲရိန်းခါနေမယ်ကိုကိုယ်တိုင်ကလည်းစိတ်ကို ဘာမှမပြင်ဆင်တာဘူးမပြင်ဆင်တော့ဆိုတာအော်ဒီငလျင်ကရှေ့မှာလဲနည်းနည်းလေးလှုပ်လှုပ်ထားတာပဲဟိုရှေ့မှာဆိုရင်လဲတစ်ချိန်ပြီးတစ်ချိန်လှုပ်သေးရဲ့လေနည်းနည်းလေးစီလှုပ်တော့အော်ဒီလောက်ပဲပြီးသွားမှာပါဆိုပြီးတော့ကိုရီခန္ဓာကိုယ်တစ်ခုလုံးရိုင်းရိုင်းသွားတယ်ဒီကျွန်တော်တို့ဒီရန်ကုန်မှာဆိုရင်အဲ့ရိုက်တဲ့စီမှာဆိုရင်2မိနစ်3မိနစ်လောက်ကိုကြာတယ်ဗောနော်လှုပ်တာအဲ့လှုပ်တဲ့အထိလဲကျွန်တော်အဲ့နှစ်တရာကျော်အဆောက်အဦတည်းကကျွန်တော်မထွက်ရသေးဘူးအပြင်ဘာလို့လဲဆိုတော့ဒီလောက်ဒီ ဖြစ်သွားလိမ့်မယ်လို့လည်းလုံးဝမထင်ထားဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဖုန်းလိုင်းတွေလည်းမရတော့ဘူးဘာမှလည်းမရတော့ဘူးသတင်းမီဒီယာတွေလည်းကျွန်တော် online လည်းတုံးလို့မရတော့ဘူးပေါ့နော်အဲ့ဒီအချိန်မှာဟိုဘာမှဒီသတင်းတွေမတွေ့သေးတော့ကျွန်တော်တို့ဘာမှမသိဘူးဒါပေမဲ့နောက်နေ့အဲ့ဒီမီဒီယာပေါ်မှာတခြားသူတွေပြောလဲပြောအော်ဒီလိုဒီအကြောင်းတွေဖြစ်သွားတယ်ဆိုတော့တော်တော်ရှော့ရွာရတယ်အရင်လဲစိတ်မကောင်းဘူးအဲ့ဒါကြောင့်မလို့ကိုကိုတိုင်းလည်း ဟိုတက်နိုင်တဲ့ရွေးကိုဒီဒီအနုပညာလုပ်နေနေရောဒီတက်နိုင်တဲ့ရွေးပေါ့နော်အခုလက်ရှိမှာဆိုကျွန်တော်ပွဲတွေဆိုရင်လည်းကျွန်တော်ရွှေ့ထားတယ်အဲတချို့ပွဲတွေဆိုရက်ရွှေ့ထားတယ်တချို့ပွဲတွေဆိုရင်ဟိုအစင်မပြေတဲ့အတွက်ပေါ့နော်အဲ့ဒီအဲသူတို့နဲ့နားလည်မှုယူပြီးတော့ဖျက်ထားတဲ့ပွဲတွေလည်းအများကြီးရှိတယ်ဘာလို့လဲဆိုရင်ဒီကြားထဲမှာပေါ့နော်ကျွန်တော်တို့ ဟိုဒီအာငလင်ဘေးကလည်းကြုံထားတော့အဲ့ငလင်ဘေးအတွက်ကိုလည်းအများကြီးဟိုကုညီသွားဖို့ရှိပါတယ်အဲကျွန်တော်တို့နောက်နေ့ကြရင်လည်းကျွန်တော်တို့အလူကန်တွေလည်းထွက်မယ်အလူကန်တွေလည်းထွက်မယ်ပြီးတော့ကျွန်တော်တို့ရေဘေးတုံးကဆိုရင်လည်းဒီကိုတိုင်ကိုကြသွားလူတယ်နောက်ထပ်အလူကန်သားဆိုတဏီကုံပေါ့နော်ကျွန်တော်ဆိုဟိုကိုပင်မန်းတယ်ဆိုတာထုတ်မပြောရဘူးဘာလို့လဲဆိုရင်ဒီရှေ့ကဖြစ်ထားတဲ့သူတွေကိုကြည့်ပြီးတော့ပေါ့နော်အရန်ဝမ်းနေရတယ်စိတ်မကောင်းဖြစ်ရတယ်အခုမှဆိုရင်လည်းအတိုင်းပဲအဲ့တော့ဟို test one တွေရတော့အများကြီးကျွန်တော်တို့အကူညီသွားမှာပါခင်ဗျာဟုတ် rider လိုမှကြာတို့တက်နိုင်တလားအကောင်းဆုံးအထိငွေကြေးရဖြစ်ရောပြီးတော့လောအဖြစ်ရောကြာတက်နိုင်တလားပါဝင်သွားဖို့ကြာစီစဉ်ထားပါတယ်ရှင်ဟုတ်ညီမလေးကလည်းဟိုအရန်ဘာလို့လဲဆိုရင် तू ဟိုစင်တာကောင်းတယ်ဘာလို့လဲဆိုရင် तू အဲ့အခုလှူမဲ့ဥစ္စာဥဆိုရင်လဲပေါ့နော်အဲ့ဆရာကတကြီးရဲ့ကျင်ညာပြီဆိုတာနဲ့သူနဲ့ကိုနေကအဲ့ဒီငလျင်မလှုပ်ခင်လေးမှာပွဲတူတူ တက်နေကြတာတက်နေကြတဲ့အချိန်မှာရှိနေတဲ့အချိန်မှာပေါ့နော်သူအဲ့ဒီမှာရတဲ့အမှုပညာကြီးလေးအကုန်လုံးကိုသူချက်ချင်းလုပလိုက်တာလုပလိုက်တာအဲ့လိုမျိုးပေါ့နော်အဲ့ငလင်လဲလုပပြီးလဲလုပပြီးရောနောက်နေ့လဲကြာကြာဒီလိုဒီကြောင်းနေဖြစ်တယ်ဆိုတော့သူလဲစိတ်မကောင်းအရန်ဖြစ်တယ်အရန်ဖြစ်တော့အဲ့ဒါမောင်နှမနှစ်ယောက်တိုင်ပင်ပြီးတော့ပဲသူကတော့အကိုကြီးတဲ့ညီမလေးကတော့ဒီရသမျှအမှုပညာကြီးအကုန်လုံးလုလိုက်မယ်โอเคကောင်းတယ်အကိုလဲအဲ့လိုလုမယ်ဆိုပြီးမောင်နှမနှစ်ယောက်အဲ့အဲ့ဒီနေ့မှာရတဲ့အမှုပညာကြီးအကုန်လုံးလုပြစ်ခဲ့တာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအားလုံးပဲအတင်းထားပါဘာလို့လဲဆိုရင်အခု ဟိုအများကြီးစိတ်မကောင်းစရာရာလည်းဖြစ်နေတယ်အဲအဲ့ဒီဘုံမှာဟိုအကုန်လုံးအာတင်းထားမှဖြစ်မယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့တယောက်နဲ့တယောက်မြန်မာလူမျိုးတွေကသွေးစည်းကြတယ်နောက်ထပ်ရိုင်းဘေးကွန်ကြီးတက်တဲ့စိတ်ရှိကြတယ်ကိုချင်းစာတရားကြီးလည်းရှိကြတယ်အဲ့ဒီတော့လူတိုင်းကျွန်တော်တို့ဟိုငလျင်တန်းဟိုပြင်းထန်စွာမခံစားရတဲ့ဒေတာလူတွေကလည်းအခုဆိုရင်လှူဒန်းနေကြတာပေါ့နော်တယောက်နဲ့တယောက်ဒီကိုချင်းစာစိတ်ပေါ့အဲ့ဒီတရားတရားလေးကအရန်အောင်မှကြည်နူးဖို့ကောင်းပါတယ်အဲ့ဒါကြောင့်အားလုံးပဲအာတင်းထားပါဟို ကိုယ့်ရဲ့စိတ်တွေကိုပေါ့နော်ဒုံဒုံအာအောက်ဆုံးထိအောင်မချပလိုက်ပါနဲ့ဘာလို့လဲဆိုရင်ကျွန်တော်တို့တွေအားလုံးရှိနေပါတယ်ခင်ဗျာအတက်နိုင်ဆုံးဟိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ကုညီသွားမှာပါခင်ဗျာအဲရာတို့ခွန်ကလေးတဲ့ကြောင့်ဒုက္ခရောက်နေတဲ့သူတွေရောပြီးတော့ဒီဘေးကလွတ်တဲ့သူတွေရောအကုန်လုံးကိုညာအတင်းထားဖို့ပြောချင်ပါတယ်ပြီးတော့ဒီရာကြောင့်ဥစ္စာအောင်နေပျက်စီးသွားပြီးတော့ကိုအိမ်ချင်ရမဖြစ်သွားရဲဆိုလို့ရှိရင်လည်းအတက်နိုင်ဆုံးအစိတ်ကိုတင်းထားဖို့ညာပြောချင်ပါတယ်ရှင်အကုန်လုံးလဲရာတို့နဲ့အကုန်လုံးသူရှိနေပေးဖို့ပြောချင်ပါတယ်